ကဲလင်းရေအဲ့တော့ဒီတစ်ခါရောလင်းနဲ့တူတူဆုလက်တို့လင်းစီကလည်းဘလို့အကြောင်းရဖို့သူတာလေးနားထောင်ရအောင်ပါလေဒီနေ့ကိုတင်နဲ့ new take ဆိုတော့လေကိုတင်နဲ့ကြာဆန်းဆန်းမပြလေးပဲပြောကြမှာတူညီတဲ့ဟာလေးပေါ့အဲကိုတင်လဲပါလာပြီဆိုတော့ကျမတို့ဘာပြောရင်ကောင်းမလဲဆိုတော့အာလောကမှာဒီလုပ်ငန်းကိုရဲ့ပတ်သက်တဲ့လုပ်ငန်းနယ်ပယ်မှာဖြစ်ဖြစ်ကိုရဲ့အပေါင်းအသင်းတငယ်ချင်းမိတ်ဆွေရဲ့ဈားထဲမှာပဲဖြစ်ဖြစ်ပေါ့နော်အာခါတလေကြာရင်တချို့ဟို တချို့ကိုပြောတာပေါ့နော်ဟုတ်ကဲ့လေအဲကိုကိုကသူများရှိရပဲလိုချင်တာလေอืมကိုရှိရကြရင်ပြန်ကြွေးရတာပြန်ပေးရတာအဲ့တွန်းတူနှမျောတတ်တဲ့လူတွေနဲ့လည်းကြုံဘူးမှာပေါ့နော်လင်းကတော့ကြုံဘူးတယ်ဟုတ်ကဲ့အဲ့တော့လူဆိုတာကဟိုပေးတိုင်းပြန်မရတာအချစ်ဆိုတာရှိသလိုလောကမှာလူတစ်ယောက်ကိုလူတစ်ယောက်ရဲ့ဟိုချစ်ခင်မှုတွေဂယုဆိုင်မှုတွေဆိုတာတချို့ကလည်းတွေးတာပေါ့နော်ငါဒီလူတွေပေးရင်ရနိုင်ပါမလားဆိုပြီးတော့ဟိုမျှော်မှန်းချက်တွေ နဲ့ပေးတဲ့လူတွေလည်းရှိတယ်။ဒါပေမဲ့အဓိကကတော့ကိုယ့်ရဲ့ပေးဆက်မှုတိုင်းကိုယ့်ရဲ့ဘာဖြစ်ဖြစ်တန်ဖိုးထားမှုတိုင်းကလေရိုးသားနေဖို့လိုတယ်လို့လင်းကပြောခြင်းတယ်။တချို့ကကျတော့မပေးဘူးလားဆိုတော့ပေးတယ်ဒါပေမဲ့ရယူလို့မှုတွေနဲ့ပေးကြတာညှော်လင့်ချက်နဲ့ညှော်လင့်ချက်တွေများပြီးတော့ငါဒါပေးလိုက်ရင်ငါဘာပြန်ရမှာလဲဆိုတော့ညှော်လင့်ချက်ကြီးနဲ့ပြန်မရတဲ့အခါကျတော့အရင်ဆုံး ဒေါသတွေမာမာနတွေစိတ်တော့ကတွေရောက်လာတာကိုဖြစ်နေအဲ့တော့ကိုကစပြီးတော့ဘလူးကိုပဲဖြစ်ဖြစ်မေတ္တာတော့မေတ္တာလေးပေးလိုက်တာတော့လကောင်းအဲဂယုစိုက်ပေးလိုက်တာတော့လကောင်းနောက်တစ်ခုဘာလေးပဲဖြစ်ဖြစ်တန်ဖိုးရှိသည်ဖြစ်စေတန်ဖိုးမရှိသည်ဖြစ်စေအဲကိုကအတူအခက်ခဲဖြစ်နေတဲ့အချိန်မှာကုညီလိုက်တယ်ဆိုရင်ဒါဟာကိုကိုပို့ပြီးတော့အဲသူတို့အတိမတ်ပြူတာမပြူတာတည်းကိုယ့်ရဲ့စိတ်စေတနာတန်တန်လေးနဲ့ပြန်ပေးဆက်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်သူရှိရဘာရမ ဘာကြီးပြန်ပြီးမျောလင့်နေမှဆိုတော့ရယူလို့မှုမရှိတဲ့အခါကျတော့ဟိုကိုယ့်ရဲ့စေတနာမှန်ကန်တဲ့အဲအတွက်ကဘာမှသွားပြီး effect ဖြစ်လဲဆိုတော့ကိုကိုသူ့ကိုကိုကပြန်ပြီးတော့စေတနာမြစ်တာတန်တန်နဲ့ကုညီထားတဲ့ပြုမှုတွေကိုယ့်ရဲ့ကုညီခဲ့တဲ့စေတနာတွေကသူ့ရှိရပြန်ရချင်မှရမယ်ဒါပေမဲ့ ကိုယ့်ရဲ့စေတနာနဲ့တူသောအချိုးပေးသောအခြားတယောက်ရှိရလဲပြန်ရနိုင်သလိုကောင်းသောကံကြမ္မာတွေကလည်းကိုယ့်ရှင်မျက်နှာသာပေးလာနိုင်တယ်လို့လင်ရရယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့အာ most way ရင်အောင်မှအဲ့တချို့ရှိကြတယ်လေစီပေးလို့ဆန်ရတာလို့သမီးပေးလို့သမက်ရတာလို့ဒါတွေကတော့ဟိုအနိုင်လိုချင်တို့သာပြောကြတယ်ဆိုပေမဲ့ဘယ်အရာပဲဖြစ်ဖြစ်မေတ္တာစေတနာကိုအရင်ခံပြီးတော့ ဟိုကုညီပေးလိုက်ရတာတော့ကောင်းတာပေါ့နော်တချို့ကကြတော့ကိုကပေးတယ်ကိုကကျွေးတယ်ဆိုမောက်မှာရိုင်းဆိုင်ပြီးတော့အာရန်ကိုမတူသလိုလိုမတန်သလိုလိုဆက်ဆံခံခဲ့ရတာမျိုးတွေရှိတယ်။ကွယ်ရာမှာတပုတ်လီလင်းအတင်းပြောခံရတာမျိုးတွေရှိတယ်။ငါကတော့သူ့ကိုဗာပေးထားတာ။ပြီးသူကငါ့ကိုကြားရင်တချို့ရှိကြတယ်လေ။ငါအလှဲတော့ကတော့သူ့ကိုဘလို့တွေပေးထားတာ။အမလီငါကသူ့လှဲကြတော့ငါကဘာမှအဲ့လို့ ကိုယ့်ရဲ့ပေးဆက်မှုထဲမှာဒီလိုမျိုးသွားပြီးတန်းညှိနေလိုက်ရင်ကိုယ့်ရဲ့ပေးဆက်ရတဲ့ဟာတွေအကုန်လုံးကလေတဲတဲ့ရေတုံတလို့ပဲဖြစ်တယ်လို့လင်းကတော့ဟိုခံစားရတယ်ပေါ့နော်အဲ့တော့ကိုလည်းအအတိအွယ်တစ်ခုရလာအသက်အွယ်တစ်ခုရလာတဲ့အခါမှာအတိတရားတွေပို့ပြီးတော့ရှိလာတယ်ဆိုတဲ့အခါကျတော့အော်ဘယ်လိုပဲဖြစ်ဖြစ်အဲသူတို့ခက်ခဲနေတဲ့အချိန်မှာဟို ချင်းကားတာပေးချိတ်ပေါ့နော်ကိုတက်နိုင်တဲ့လောက်လေးကုညီပေးလိုက်တယ်နှုတ်ဤဆောင်မှခြင်းတော်၎င်းကိုတက်နိုင်တဲ့လောက်ကကုညီပေးလိုက်တာမေတ္တာစေတနာတတ်နေတဲ့အတွက်ကြောင့်တို့ရှီကဘာမှမျှော်ကိုမှုမျှော်လင့်မှုမရှိတဲ့အခါကျတော့ကံကြမ္မာကိုကောင်းတဲ့မျက်နှာသားတွေ ကြံပေးတယ်လို့လင်းရယုံကြည်တယ်ဟုတ်ကဲ့ပါကိုတေရောအဲ့လိုမျိုးကြုံခဲ့ဘူးလားတချို့ရှိရလေသူရှိကိုစားကိုရှိဖွတ်ထားငငယ်တော့ဆိုရင်တော့ကလေးတွေပြောကြရရှိရလေအဲ့အဓိကတငယ်ချင်းပေါင်းသင်းပဲဖြစ်ဖြစ်မိတ်ဆွေတွေမှာပဲဖြစ်ဖြစ်ချစ်သူခင်သူတွေမှာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ကိုကဒါလုပ်ပေးနိုင်ငါကဘာပြန်လုပ်ပေးရမလဲဆိုတယောက်နဲ့တယောက်အဒီဟို respect လေးတွေရှိကြမယ်တယောက်နဲ့တယောက်မေတ္တာလေးတွေထားနိုင်မယ်ဆိုရင်တော့ကမ္ဘာလောကကြီးကရင်းချမ်းမှာပေါ့ဟုတ်တယ်တဲ့အဲ့ဒါအရင်မှန်တယ်အဲလင်းပြောတဲ့စကားမှန်တယ်အပေးနဲ့အယူပေါ့ပြောမှဆိုချင်း ကိုတရားလည်းအဲ့လိုပဲပြောရမယ်ဆိုလို့ရှင်ဟိုဖျားရှိခိုးဆူတောင်းတဲ့အချိန်တိုင်းမှာတော့ပေးတဲ့သူပဲဖြစ်ရပါလို့ပဲဆူတောင်းတယ်ပေးတဲ့လက်ကဘယ်ဟာဖြစ်လဲပေးတဲ့လက်ဆိုတာအပေါ်ပါပဲလीဟုတ်တယ် ဟုတ်လားအဲ့တော့လောကမှာလူတိုင်းကကိုဆိုလဲလေကိုတတ်နိုင်တာလေးပေးခြင်းနဲ့လှူခြင်းတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုကပေးနေကျွေးနေလှူနေရတာကအမတန်းမှစိတ်ကြည်လူချမ်းလာတယ်။ညက်တဲ့တရားတရားကုသိုလ်လို့လင်းရတော့ယုံကြည်တယ်ဟုတ်ပါဘူးအဲ့လိုငွေချေးတစ်ခုလည်းပေးတာမဟုတ်ကိုတီတို့ဆိုလို့ရှိရင်ဘာလို့နားလည်းပေးတယ်ကိုတီတို့ကနားထောင်ပေးတယ်ကဲနားလည်းပေးချစ်ပေးအဲအဲ့အရာတွေကိုကိုတီကအကုန်လုံးပေးတာပေးနိုင်တယ်ပြတော့ပေးတယ်အဲဘာလို့လဲဆိုတော့အဲအဲ့ဒါကလေအဲ ညီတွေရှိတယ်ဘေးနားမှာတငယ်ချင်းတွေလည်းရှိတယ်အဲကိုယ့်ရဲ့ချစ်သူရီးစားမိန်းမပေါ့နော်ကိုမိန်းမရှိဘူးရီးစားဟာရှိသေးလားအဲဘောအကုန်တောင်းထားတာဟောတောင်းထားတာချစ်သူရဲ့ရီးစားရဲ့မိန်းမရယ်ဆိုတော့ဟဲ့ချစ်မတွက်တာပေါ့နော်ပထမဆုံးကချစ်တယ်လေပြီးရီးစားဖြစ်တယ်လေပြီးတော့မှရှိတယ်အဲ့ဒါအခုမှပြန်ရှင်းတာလေခုနကကျတော့ဟိုသုံးခုမတယောက်တယောက်မသိစေနဲ့ဟောပွဲထားတာဒါပေမဲ့အဲ့အဲ့သူတွေအကုန်လုံးပေးဆက်ခြင်းနဲ့ဆန်တာပဲရှိတယ်အဲ့ဒါအငငယ်လေးတည်းပဲအဲ့ဒီဖနက်တရံပေးရင်ဖနက်နှစ်ရံပြောင်းဝင်တယ်အဲသဘောတရားလေး ။အမေကခဏမပေးကိုယ်ဲမှာဆိုလို့။ဟုတ်လား။အဲ။အဲ့တော့ယောက်ျားလေးညပေးရ။ဟုတ်လား။ယောက်ျားလေးချင်းညပေးရ။မိန်းကလေးတာမပေးရ။လက်ကင်ပေါ်မှာပေးရတာပါ။အစုံမဲ့ချင်းမပေးရတော့။ကုန်ကြတတ်တာပေါ့။အဲ့တော့ဘာပဲဖြစ်ဖြစ်ဟိုပါပေါ့။ပေးတဲ့သူဖြစ်တာတော့ကောင်းပါတယ်လေ။ဟုတ်တယ်။ပေးနိုင်ကျွေးနိုင်တဲ့အများရန်ပေါ့နော်လင်းလွန်ဆန်တဲ့လောကမှာဟိုပေးနိုင်ကျွေးနိုင်လှူနိုင်တန်းနိုင်တဲ့သူပဲဖြစ်ဖြစ်ရစေဆိုဆူတောင်းနေတယ်။ဆိုပတ်ဆက်မပေးနိုင်တော့နားလေပေး။နားထောင်ပေး။အားတဲ့ပဲမြစ်တာပေးတယ်တိတ်ပေးတယ်အဲအဲ့ဒါလေးပေးတာလေးပေးတာပဲဒါကဒါကပို့ပြီးတော့အောင်လေဟို အကောင့်ထဲပေါ်ပြလို့မရပါဘဲအဲ့ဒီစိတ်ခံစားချက်ချစ်ချင်းမြတ်တာတွေကလည်းအရင်အရေးကြီးရယ်တချို့ကိစ္စတွေမှာဆိုတော့ငွေကြေးအဖြစ်ပေးလိုက်တာမျိုးကလည်းလိုအပ်တယ်လို့တချို့အချိန်ခါတွေကြာလို့ရှိရင်အဲ့လိုရင်းနေရနေခံစားချက်တွေနဲ့ဒီပေါ်ပြလို့မရတဲ့နံပေါ့နော်အဲ့ဒီအကြောင်းအရာနဲ့ကိုကဖြည့်ဆည်းပေးလိုက်တာတွေကလည်းအရင်သုံးဝင်တဲ့အချိန်တွေရှိရယ်ပြီးတော့အခုကိုဒေဇာကတော့လင်းလို့ပြောရတယ်မှာဆိုလို့ဆိုလို့ရှိရင်တကယ်လည်းလက်ခံတယ်အဲ့ဒီအကြောင်းနောက်တစ်ခုကပြန်တွေးမိတာတစ်ခုကပေးတာအပြင်ကိုကရောတစ်ခါကြာလို့ရှိရင်အဲ ဟိုဆိုလို့ဆိုလို့ရှင်ထားပါတော့ကိုထက်ငယ်တဲ့တငယ်ချင်းမိတ်ဆွေလည်းရှိတယ်ကိုထက်ကြီးတဲ့တငယ်ချင်းမိတ်ဆွေလည်းရှိရဲ့ဆိုလို့ရှိအမကိုကိုမအမလိုတငယ်ချင်းတွေအများကြီးရှိရဲ့အတွက်အဲ့အမလိုလူတွေကကိုဆိုအမြဲတမ်းတခုဆိုမုံဝဲကျွေးချင်တာနဲ့လက်ဆောင်ပေးချင်တာနဲ့အဲ့လိုမျိုးတွေရှိအဲ့တော့ တခါကျဘာတွေးမိလဲဆိုတော့ကိုကဘလို့ပဲကိုကိုချစ်ကြရတယ်ဆိုပါစေအမြင်တိုင်းကိုကအယူပဲနဲ့မရဘူးလေနော်အဲ့ဒီခါကျတော့အကိုပြောသလိုမျိုးချစ်ချင်းမြတ်တာအဖြစ်ဒီအမရိအတွက်ကိုနိုင်တဲ့လောက်ပြန်ပြီးတော့အဲကိုပန့်ပိုးပြီးတဲ့အပိုင်းလေးရှိကောင်းရှိပဲခါကျလို့ရှိရင်ဥမာထားပါတော့ဒီလောက်ကရာငိုင်းတော့နားချင်မှများမယ်ဟုတ်တယ်ဒါပေမဲ့ကိုတက်နိုင်တဲ့ငွေကြေးပမာဏနဲ့ဥမာထားပါတော့ဟိုသူတို့ကကိုကို restaurant မှာလိုက်ရွေးပြီးမှကိုကလည်းကို့မအကိုကိုရဲ့ခွန်အားနဲ့ချက်ထားတဲ့စတိုင်းလေးတစ်ခွက်ပဲဖြစ်ဖြစ်ပြန်ပြီးတော့ငါးကြော်လေး တစ်ခွက်ပဲဖြစ်ဖြစ်ပြန်ပြီးတော့ကိုကတုံ့ပြန်တဲ့မေတ္တာစေတနာပေါ့အဲ့တော့ကြောင့်ဟိုတစ်ခါလေးကြရင်ကိုကလည်းအပေးရှိမှအယူဆိုတာပြန်ရတာလေကိုကအပေးမရှိဘဲနဲ့လေသူများရှိရကြီးလိုချင်နေတော့ကြတော့လေ လောကမှာလူသားမဆန်ဘူးလို့လင်းထင်တယ်ဟုတ်ပါတယ်လေเนาะအဲ့ခါကျတော့အဲ့လိုနှစ်ယောက်အပေးယူလေးညနေလို့ရှိရင်ချစ်ချင်းမေတ္တာတွေပို့ပြီးတော့လဲခိုင်မြဲတယ်နေရလဲအချင်းချင်းကြားထဲမှာပို့ပြီးတော့တတတတတယူဖို့ကြည့်တယ်မစင်ဟိုပါပေါ့အများနဲ့မတွေးနဲ့မတွေးဘဲဘုကလည်းပေးဖို့တယ်အပြန်လန်းအပြန်လန်းဆိုတော့ငါသူနဲ့ပေါင်းရင်ဘာရရပေါ့သူနဲ့ပေါင်းရင်ဟာသူနဲ့ပေါင်းရင်ဒီနေ့အဲဒီနေ့အဲဂုံးဆင်းရမယ်လို့သိရမလားအဲ့လိုမျိုးရှိရအဲသူနဲ့ချိန်တာငါမဟုတ်ဆိုင်ရမှာပေါ့ပေးတဲ့သူကသိတာပေါ့သိရတယ်ဒါနဲ့ချစ်လို့ခင်လို့ ရိုးလို့အလို့နှုံလို့ခြာလို့ကြွေးရမှာမဟုတ်တာချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပေးကြခင်ကြအဲ့ပေါ်အနိုင်မကျင့်နဲ့ဟုတ်တယ်ကိုရဲ့ကိုရဲ့ရပိုင်ခွင့်လို့မတွေးလိုက်နဲ့ကိုကလည်းတစ်ချိန်ညာကိုနိုင်တဲ့လောက်ပေါ့ဥမာလင်းပြောသလို तू ကတရားပေးတယ်ကိုကတရားမဟုတ်တော့10လောက်ပေးစီဟုတ်တယ်ပြီးတော့အဲ့တစ်ဆင်း20တောင်ကိုမတက်နိုင်ကိုဒေစာပြောသလိုချက်ချင်းမြတ်တာနဲ့ကိုဘာလုပ်ပေးလို့ရတချို့တွေကလည်းအဲ့ပေးတဲ့ပုံမှာ strategy တွေအများကြီးပါတယ်ဟုတ်တယ်အော်အဲ့လိုရှိသေးရလားရှင်းရှင်းနဲ့ပေးတာမဟုတ်ဘူး ရိုးရှင်းတဲ့သူလည်းရှိတယ်ရိုးရှင်းတဲ့ရိုးရှင်းတဲ့သူတွေလည်းရှိတယ်ဒါပေမဲ့တချို့တွေစေတနာပပနဲ့ပြီးရတယ်ဒါပေမဲ့သူတို့ရဲ့ strategy တွေရှိတယ် strategy ဆိုတော့ကောင်းတဲ့ strategy တွေပေါ့နော်တင်းသေးတင်းတိဆောက်ချင်တာမျိုးတွေရှိတယ်သူတို့ networking ကိုချဲ့ချင်တာတွေရှိတယ်ဟုတ်တယ်အဲအဲ့ပေါ်မှာကိုကလည်းကိုတက်နိုင်တဲ့လောက်ပြန်လဲပြီးတော့သူတို့လိုငွေမနိုင်ရင်တောင်မှပဲကိုရဲ့လှုပ်အားကိုပြန်ပေးနိုင်မယ်ဆိုလို့ရှိရင်နှစ်ဦးနှစ်ဖက် ါအရန်ဆင်ပြေတဲ့ relationship တစ်ခုရမှာဆိုတော့ဒါကိုပြောချင်တာပေါ့နော်တချို့တွေကပြီးတယ်ဆိုတော့အနောက်မှာလည်းသူရိုးတော့ရိုးရှင်းတယ်ရိုးတော့တကယ်ခင်းလို့ချစ်လို့ကြည့်တယ်ဒါပေမဲ့သူတို့ရဲ့ strategy တရေလေးပါတယ်အဲ့ဒါကိုလည်းကိုကနားလဲပါနေဖို့တော့လူတယ်ဟုတ်တယ်အများတိုင်းတော့ထိုင်စားနေလို့စားဖို့ပြောတာမဟုတ်ဘူးသူတို့ကြွေးတဲ့နောက်မှာကိုကလုတ်ပေးနိုင်တာတွေကိုကိုပြန်လုတ်ပေးရတယ်ကိုကနေပါဒါပြန်ပေးဆက်လို့ရမှာအဲ့ဒါမှမဟုတ်ဘဲအများထိုင်ယူနေမယ်ဆိုလို့ရှိရင်တော့လင်းရဲ့လောကမှာလူတွေနဲ့ပောင်ရဲ့အပြုံထွက်သွားမှာပါဆရာလေးဟုတ်တယ်ဟိုလူတွေအားလုံးသိတယ်မြင်တယ်ဟုတ်တယ်လေဆိုတော့ဟိုထမင်းစားကြည့်ရလေသိညာဘုဟုတ္တ ဘာပြောအနေနဲ့အများရှိကြတာဆိုတော့လေဟိုကိုမွေးရတဲ့တီလေးတွေဟလာဟိုကလေးဟိုကလေးတိရစ္ဆာန်လေးတွေတောင်မှကို့ကို ဒါဒီသခင်တယောက်ကလာပြီဆိုရင်ဟဲ့ဘလိုပဲဖြစ်ဖြစ်လေအဲချစ်ပေးတယ်မေတ္တာပေးတယ်နည်းနည်းဂယူးဆိုင်ပေးတယ်ဆိုတော့ဒီလူနာမှာပဲကတ်နေတယ်လို့ပေါ့လူဆိုတာပို့ပြီးတော့အသိဉာဏ်ရှိခဲ့သူဆိုတော့ဒါလေအကုန်လုံးတော်တော်များများနားလဲပါတယ်ဟုတ်ပါတယ်အဲ့တော့ဘလိုလူကိုရှောင်သိမ့်နေဘလိုလူနဲ့လက်တွဲသိမ့်နေဘလိုလူကိုပေါင်းသိမ့်နေဆိုတာတော့ပူရောင်းမှလူတွေကပိုသိတတ်သေးတယ်ဟုတ်တယ်အဲ့တော့အခုဆိုအလင်းပြောရတဲ့အကြောင်းအရာတွေမှာအာမပေးဘဲနဲ့ဘာမှပြင်မရဆိုတော့ဟိုကိုယ် ချစ်ပေးတဲ့သူတွေရှိရဲဆိုတာလေကိုကလည်းသူတို့မြတ်တာတွေပေးနေလို့ပေါ့အဲ့တော့ဒီပေါင်းသစ်ဆက်ဆံရေးဥမာငွေချင်းမိတ်ဆွေတော်၎င်းကိုရဲ့ချစ်သူကြီးစားခင်မွန်းမျိုးသမီးတော်၎င်းပြီးတော့ကိုထက်ကြီးရဲ့သူဖြစ်ငယ်သူဖြစ်အကုန်လုံးနဲ့တဟဆာတာဖြစ်ဖို့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်အခုလင်းပြောတဲ့အကြံဉာဏ်တွေကိုလေးစားပြောတဲ့အကြံဉာဏ်တွေအများကြီးသုံးဝင်ပါတယ်ဟိုကိုနိုင်တဲ့လောက်အချင်းချင်းအပြန်လန်ဖက်လှယ်ပြီးတော့ပေါ့နော်အဲ့လိုချစ်ချင်းမြတ်တာတွေပို့ပြီးတော့အကြာကြီးဖြစ်အောင်အတွက်ကိုကြီးရိုင်းပင်းစားရင်တော့ relation တကူကတော့ပို့ပြီးတော့မြင်တာပေါ့နော်တချို့ဆိုရင်ညီကောင်မောင်နှမရဲ့တောင်မှချစ်ကြတယ်အပြင်ကတငယ်ချင်းမိတ်ဆွေတွေအများကြီးရှိတာလေဆွေညီကောင်မောင်နှမခါကျရမတ်တယ်တန်ဆုံလို့လေဒီလူဘဝတူတူလေးမှလာပြီးခင်မင်ခွင့်ရတယ်လူတွေအများကြီးကြားမှာဒီအဲ့ဒီခင်မင်မှုလေးကိုတော့ဒွန်းရှည်တာပဲကောင်းပါလေဟုတ်ပါတယ်ဒါကြောင့်မလို့လေအဲ့ဒါဆိုဆိုးတယ်ငါစရင်လေ စိတ်ဆိုးခဲ့တဲ့အချိန်တွေကကြော်ွားရင်တော့ဆိုအဲ့လိုလေအရှင်းချင်းအထာမသိကြသေးတော့လေအခုတော့ငါအထာမသိသေးဘူးလား19နှစ်လောက်ရှိနေမသိဘူးအခုအခုကကမြူနီရိုက်မှတော်တော်သိသွားတာအခုတော့စိတ်မဆိုးတော့အစီဘူးဘူပါငိုတာသူကသိတာဟုတ်ပါဘူးဒါပေမဲ့သိပါတယ်ဒါမောင်နှမရေလို့ဖြစ်နေတဲ့အခါကျတော့အဲ့လိုပါအဲ့ဒီကိုတကယ်ကိုဒီနေ့ကလည်းမျိုးတော်တော်မှဆိုတော့လေဟုတ်တယ်လောလင်းတော်အဲ့ဆိုပွဲလိုက်ကြမျိုးတော်မှာပြည့်တက်တွေပြေးလိုက်မယ်เนาะမျိုးတော်လို့ရှိရမှာဘာလို့ခေါ်မှာလဲကြာခဲခဲမလားဘာလို့ခဲဟုတ်လားခဲချောက်ဆိုလို့ ပါကဲအဲ့တော့ဒီနေ့တော့ကိုဒီဇိုင်းနိုင်လေးရဲ့ပထမဦးဆုံးချစ်ချက်တွေ့ဆုံမှုပေါ့နော်ဒါပေမဲ့နှစ်ယောက်တွေ့ဆုံမှုကနေတယောက်ချင်းစီရဲ့အတွင်းမြင်လေးတွေနားထောင်ခွင့်ရတဲ့အတွက်ဆိုတော့ပြီးတော့ပရိသတ်တွေရောအများကြီးတင်နေကြမယ်လို့ထင်ပါတယ်ရှင်အဲ့တော့ချစ်ချက်ခံနာပြီးလို့ရှင်တော့ဒီနေ့ဖိတ်ခေါ်ထားတဲ့ဧည့်သည်နဲ့ပရိသတ်တွေကိုတွေ့ဆုံပြီးဦးမှာဖြစ်ပါတယ်ပြန်ဆုံတွေ့ပါမယ်